โอเคဒီကတော့ကျွန်တော်တို့ advanced server မှာရောက်ရှိနေတဲ့ new hero carrier ရဲ့အကြောင်းကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ hero ကကျွန်တော်တို့ original server ရောက်လို့ရှိရင်တို့အားလုံးကို free ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် free ဆိုပေမဲ့လည်း join your in ဆိုပြီးတော့ရမှာမဟုတ်ဘူးပေါ့နော်ကြည့်ကျွန်တော်ဒီဟာကြီးဘယ်လိုရမှာလဲကျွန်တော်တစ်ချက်တူတူကြည့်လိုက်အောင်ဗျ ကဲကျွန်တော် event ပုံစံမျိုးနဲ့လာမယ်ပေါ့နော်ဒီမှာကကျွန်တော်တို့အဲ daily login ဝင်သွားရုံပဲဘာမှတော့ဟိုလိုကြီးတက်တယ်ဘာကြီးလောက်မှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူကဒီမှာအဲဒီတိုင်းတော့မရဘူးပေါ့နော်ကျွန်တော်တို့ pass ဖွင့်ရမယ် pass ကတော့ကျွန်တော်တို့ယူစီရနှစ်ခုချင်းနှစ်ခုရှိမယ်ဗျာနော်ဒီမှာကျွန်တော်ယူဒီဘက်ကဆိုရင်ကျွန်တော် diamond နဲ့ဖွင့်တဲ့ pass ရှိမယ်ဒီဘက်ကကျွန်တော်တို့ diamond ရဲ့ကျွန်တော်တို့ battle point ရဲ့နှစ်ခုပေါင်းပြီးဖွင့်တဲ့ pass ရှိမယ်ဒီမှာကကျွန်တော်တို့က free ရမယ်ဆိုမှအရင်တော့ကျွန်တော်တက်တယ်ကိုလုပ်မယ် ပြင်ခရီးရောက်ရမှာမဟုတ်ဘူးပြန်နော်ကဲဒီမှာကျွန်တော်တို့ lower မှာလေးတော့ပါရမယ် d1 d2 d3 d7 ဒီလိုပဲကျွန်တော် login လေးဝင်သွားရုံပဲကဲကျွန်တော်တစ်ချက်ကြည့်မယ်ဘယ်လိုရုပ်လောက်အောင်လဲတစ်ချက်ပြမယ်ဒီမှာကျွန်တော်တို့ဒီမှာ pass card နှစ်ခုရှိမယ်ဒီဘက်က pass card ဘာလို့အောင်လဲဆိုရင်ကျွန်တော် diamond 416လုံးနဲ့ဝယ်ရမယ်ပေါ့နော်ကဲကျွန်တော်ဒီမှာ new year ကိုကျွန်တော်တို့ပထမဆုံးစဝယ်မယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်မှာ birthday ဝင်တဲ့ birthday ပိုင်းနဲ့ဝယ်လို့ရတယ် ဘက်တဘွားနဲ့မဝဲခြင်းဦးကျွန်တော်တို့ဘက်တဘွားနဲ့နှမျောတယ်ခုမှဒိုင်မွန်လည်းရှိတယ်ဆိုရင်ကျွန်တော်တို့အဲဒီဟီးရိုးကိုကျွန်တော်တို့ဒိုင်မွန်ဘယ်လောက်နဲ့ကျွန်တော်ဝယ်ရတစ်ချက်ကြလေ16လုံးနဲ့ဝယ်လို့ရတယ်ပြီးကျွန်တော်တို့အဲဒိုင်မွန်မှာကျွန်တော်တို့မရှိဘူးဘက်တဘွားရှိတဲ့ဘက်တဘွားကျွန်တော်3000နဲ့တန်းပြီးဝယ်လို့ရတယ်ကြည့်ကျို့ကိုမှာကျွန်တော်တို့ဒီမှာဘက်တဘွားလည်းမလောက်ဘူးဒိုင်မွန်လည်းကျွန်တော်400ကျော်လောက်ရှိတယ်ဆိုရင်တော့အဲကျွန်တော်ဒီဟီးရိုးကိုကျွန်တော်တို့ဒိုင်မွန်နဲ့ဝယ်မယ်ပြီးကျွန်တော်တို့ကဒီဒီလီလော့ကင်ဝင်သွားရုံနဲ့ ကျွန်တော် diamond 419လုံးကိုသူကပြန်ပြီးတော့ kpet နေပြန်ပြီးပေးမယ်ပေါ့နော်ခဲအဲ့တော့ကျွန်တော်တို့ကဒီမှာဒီ hero စပြီးပေါ်ပြီးဆိုရင်ကျွန်တော်တို့ကအဲ better boy 3000လောက်နဲ့တန်းဝယ်လို့ရတယ်ကျွန်တော် better boy 3000လောက်မရှိဘူးဆိုရင် diamond 419လုံးနဲ့ဝယ်ရမယ်ပေါ့နော်ခဲအဲ့တော့ကျွန်တော်က better boy ကမလောက်ဘူး diamond တော့ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ diamond 419လုံးနဲ့ကျွန်တော်တို့ကဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ diamond တွေက19လုံးတော့ဖြတ်သွားမယ်ဒါပေမဲ့ကျွန်တော်ကဒီမဲ့ login အနေနဲ့အဲ့ဒီ passcode ဝဲပြီးတော့ဖွင့်လိုက်ပြီဆိုတော့ကျွန်တော်တို့က new video gallery ကိုတန်းရမယ်ရပြီးရင်ကျွန်တော်ကဘာရရမလဲဆိုရင်ဒီဒီလိုက်ပါတော့ဒီ1မှာဆိုကျွန်တော်ဘာအများသိဘူးအဲဒီဖို့ရောက်ဆိုကျွန်တော်က diamond ပြန်ပြီးကိပဲ့အနေနဲ့20ခန်းလုံးပြန်ရမယ်ကျွန်တော်လေးရ19လုံးနဲ့ပြန်ရပါတော့အဲ့လိုဝင်သွားရုံပဲနောက်ဆုံးဆိုကျွန်တော်ကလေးရ diamond လေးရ19လုံးလုံးကိုပြန်ပြီးတော့ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာအဲအဲ့လိုလေးဝင်သွားရုံပဲနော် အနည်းဆုံးရက်20လောက်ပေါ့နော်ရက်20လောက်တော့ရှိမှတင်တယ်အဲရက်20လောက်ဝင်သွားပြီအဲဒီလီလော့ဂင်ဝင်သွားကြုံနဲ့ကျွန်တော်တို့ဆွမ်းနာကွယ်လိုက်တဲ့ diamond 416လုံးလုံးကိုပြန်ပြီးတော့ရမှာဖြစ်ပါတယ်အဲအဲ့တော့ကျွန်တော်တို့ better point လဲခြွေတရာရောက်တယ် diamond လေးတော့ခဏတော့ရင်းရပဲပေါ့နော်ဘန် diamond လေးခဏရင်းထားမယ်ပြီးကျွန်တော်တို့ကဒီလီလော့ဂင်ဝင်သွားဝင်သွားဝင်သွားရင်ကျွန်တော်တို့က diamond လေးအကုန်လုံးကိုပြန်ရမှာဖြစ်ပါတယ်နည်းနည်းတော့အလုံးရှုပ်တယ်ဗျာနော် diamond မရှိရလူတွေကအဆင်မပြေဘူးပေါ့နော် အဲဘက်တက်ပွိုင်းတော့မလောက်ဘူးဒိုင်မွန်တော့လောက်တယ်ဆိုရင်တို့ကဒိုင်မွန်အရင်ဆုံးရင်းလိုက်မယ်ကျွန်တော်ဟီရိုကိုဝယ်လိုက်မယ်ပေါ့နော်ဝယ်ပြီးကျွန်တော်တို့ကကိပက်အနေနဲ့ဒိုင်မွန်တွေကိုကျွန်တော်တို့ဒစ်ကောင့်အနေနဲ့ပြန်ပြန်ပြီးတော့အကုန်လုံးကိုပြန်ရအောင်နော်သူကတေချာပေါ့ပြန်ရမယ်ပြောထားတာရှိပါတယ်နော်ဒီတိုင်းရော့အင်းတော့ပေးရတော့မဟုတ်ဘူးပေါ့နော်တက်တယ်လည်းဖြည့်စမ်းမလို့လော့ဂင်ဝင်သွားရုံပဲအရင်ဆုံးကတော့ဒိုင်မွန်၄ရက်စကူလုံးရင်းထားမယ်ပေါ့နော်ဒီကပတ်နှစ်ခုဝယ်မယ်ဆိုကျွန်တော်ဒီမှာနှိမ့်တယ်မယ်ဆိုကျွန်တော်တို့ကဒီမှာဒိုင်မွန်64လုံးရဲ့ အဲဘက်တရီပွိုင်းဒီဘက်ကပါစပေါ့နော်ဒိုင်မွန်60လီလုံးရဲ့ဘက်တရီပွိုင်း2680ရဲ့ကုန်မယ်အဲဒါဆိုရင်ကျွန်တော်တို့ကအဲကိဘက်အနေနဲ့ပြန်လာမှာဒိုင်မွန်60လီလုံးကတရားပေါ့ပြန်ရမယ်ဘက်တရီပွိုင်းကတော့တော့ပြန်မရအောင်နော်ဒါကကျွန်တော်တို့ဒီဘက်ကဟိုဟာဒီဘက်ကကျွန်တော်တို့ပတ်စပေါ့နော်ဒီဘက်ကအလုံးသွားမှာဖြစ်ပါတယ်ဒီဘက်ကပတ်စကတော့ကျွန်တော်တို့ကအဲကျွန်တော်ဒီဒီဒီလီရက်တစ်ခုလုံးနဲ့ဝယ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကအကုန်လုံးကျွန်တော်တို့ဒီကိဘက်အနေနဲ့ပြန်ရပါဘောနော်ဒိုင်မွန်ကိုအကုန်လုံးကိဘက်အနေနဲ့ပြန်ရမှာဖြစ်ပါတယ် တန့်ပြန်ရမှာမဟုတ်နော်ကျွန်တော်ဒီသူ့ရဲ့ day level ဆိုရင်ကျွန်တော်15ရက်ကတော့ပြန်ရမယ်အဲ့လိုပေါ့နော် day 7ဆိုရင်ကျွန်တော်15ရက်ကတော့ပြန်ရမယ်โอเคအဲ့လိုလေးလောက်သွားရအောင်မနော်ဘာမှထွေးထူးရမဟုတ်ဘူးဒိုင်မွန်လေးရင်းစရာတော့ဒိုင်မွန်လေး၄00ကျော်တော့ခဏတော့ရင်းထားရမယ်ပေါ့နော် ဒါကသူ့မှာပါတဲ့ review တွေဖြစ်ပါတယ် day လိုက်ရမှာနော် day 1မှာကျွန်တော်တို့က diamond 4ရက်လက်ဆက်ကုလုံးနဲ့ဝယ်လိုက်မှာဆိုရင် new view တန်းရမယ် day 2မှာဆိုရင်ဒီပေါက်လေးရမယ် day 3ဆိုရင်ဒီရလေးရမယ် day 4ဆိုရင်ကျွန်တော်တို့ diamond 20ရခိုင်တော့ and keep ပဲပြန်ရမှာနော်အဲ့လိုပဲကျွန်တော်ဒါကျွန်တော်တို့ day လိုက်ဝင်သွားမှာပြန်ကျွန်တော်တို့ day အဲရက်20ရက်တည်းတည်း login ဝင်သွားရင်ကျွန်တော်ရင်းထား diamond 4ရကျော်အကုန်ပြန်ရမှာဖြစ်ပါတယ်တခုရှိတာကကျွန်တော်တို့ကဒီ diamond နဲ့ mobile နဲ့ battle point နဲ့တန်းပြီးတော့ဒီ euro တန်းပြီးဝယ်လိုက်မယ်ဆိုရင်3200တန်းဝယ်လို့ရှိရင် တို့ဒီ better point နဲ့ဒီ hero ကို unlock လုပ်ပါကအသင့်အနေနဲ့နောက်ဆက်တွဲစိန်ပြန်အချင်း email အတွက်ချုပ်မှုလို့ပါတော့ learning တော့ဒီ new hero ကို better point 3000တောင်းတဲ့တန်ဝယ်လိုက်မှဆိုတော့ဒီ email အလကားဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဘာမှပြန်မရတော့ဘူး3000တောင်းတော့ better point 3000တောင်းတော့ရင်းရမှာပေါ့စိန်နဲ့ရင်းမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီလိုက်ပြန်ပြီးတော့ diamond နဲ့အကုန်လုံးပြန်ရမှာဖြစ်ပါတယ်အဲဒါဆိုကျွန်တော် diamond နဲ့ပြန်ရမယ် better point လည်းမကုန်ဘူးပေါ့နော်ဒါပဲလောလောဆယ်ကျွန်တော် diamond 4000ကျော်တော့ခဏရင်းထားမယ်ပုံပေါ့နော်အဲ diamond ရှိတဲ့လူတွေကအဆင်ပြေပါတယ် ကဲပြီဒါကျွန်တော်တို့ new ခါလီယာကိုကျွန်တော်တို့ free အနေနဲ့ရမယ် event လေးဖြစ်ပါတယ် event ဆောင်မှာရောက်နေပဲဖြစ်ပါတယ်ဗျ Okay ကဲထွေးလို့တော့မဟုတ်ပါဘူးဒါလေးလာပြီးတော့ပြောပြတာဖြစ်ပါတယ်ကဲဗီဒီယိုလေးကဒီလောက်ပါပဲဗျ tail's been itching for a real fight.

bananas need to be peeled? Uh, obviously, everyone knows that. Sir! Wait, Breaker! i playing around. My turn. Wavebreaker! Test <laughs> me! I dare you! Huh? Gravebreaker! You have slain an enemy! Wiped out. Wavebreaker!